ခေါက်ဘူးမရတဲ့အချိန်ကြတော့လို့ခါတိုင်းသွားနေရတဲ့အချိန်လေးလို့မတွေ့ဘူးလူရတော့စုံရင်စိတ်တွေအန်တရားစိတ်တွေအဲဒီနဲ့မျိုးစုံခွာနေကြတာမျိုးအိုင်ကလေးအားလုံးပိတ်ထားတာမျိုးမျိုးဝါလိုမျိုးရှည်ရန်စင်မြင့်တစ်ပြည့်လိုမျိုးကြံနေခဲ့နောက်မှလူတော်လူတော်တနေပြီးတော့ဝေးပြရတာမျိုးအဲ့လောက်ပဲ စစ်ဆောင်မှုလုပ်နေသူတွေမြန်အဲဘင်းဒီတော်ရေးရဲဘော်ရုံးတော့တတိဆုပ်ခွာမယ်ဆိုတဲ့အချိန်ဒီမှာရှိနေတဲ့တော်ရေးဘော်ရုံးနဲ့တွေ့ရတာမျိုးအော်လူဒုပေါ့နော်လူဒုနဲ့အဲလူဒုဆွေးနွေးမှာစပေးရှောင်သွားတဲ့လူတွေရှိရယ်စပေးမရှောင်ဘဲနဲ့အဲမျိုးမှာပဲအဲကြံပြီးဆက်ပြီးရှိနေမယ်ဆိုတဲ့လူတွေနဲ့ကျွန်တော်ဆုံးခဲ့ DNA ရနေပြီးတော့စစ်ကောင်စီကို ဟိုခေါ်ပြီးသွင်းမယ်ဆိုရဲတရားကြားလာကြားတယ်ဗျာอืมအဲ့ဒါတော့ဟောမဟုတ်တော့ကျွန်တော်မသိပေါ့နော်ဒါပေမဲ့ကျွန်တော်ကတော့ပြောနေဆိုရင်အဲ့ဒါတော့လက်မခံဘူးတော့မကြိုက်ဘူးပေါ့ကျွန်တော်တော်လေးဖောက်ရရှိတာလည်းကျွန်တော်သိနေဆုံးလေနော်အဲ့တော့ပဲကျွန်တော်နားလိုက်တယ်ဗျာနော်တတိပုဂ္ဂိုလ်ကနေပြောဆိုတော့လက်မခံဘူးတို့တို့လောက်သွားတာကိုကျွန်တော်မကြိုက်ဘူးပေါ့နော်ဒီကကောင်းတဲ့ပုံစံလေးတော့ဖြစ်စေချင်တာပေါ့ဗျာတို့ဝင်လာမယ်ဆိုရင်ဘာတွေအဓိကစိုးရိမ်ရမယ်ထင်လဲကျွန်တော်တို့စိုးရိမ်တာအဓိကတော့ဟို ဟိုတိုက်ခိုက်ရေးပိုက်တွေတော့ကျွန်တော်လည်းနားမလဲဘူးဗျာအပြည်သူလုံးလုံးရေးပေါ့နော်ဒီအိုးရင်တွေဆွပြတဲ့လူရှိတယ်လို့လက်ရှိနေတဲ့လူတွေအနေနဲ့လည်းကျွန်တော်ပေါ့နော်နံပါတ်1အတန်းနေပေါ့နော်ဆွေးနေပေါ့ဗျာနံပါတ်2ကတော့တို့မျိုးရဲဝင်လာတာမှန်တယ်အပြည်သူတို့ဘာလုပ်မလဲပေါ့နော်အဲစူတောင်းရေးလုပ်မလားပေါ့လားဆွဲမလားဘာညာဘာညာတွေပေါ့နော်အဲ့ဒါကိုဆွေးမိတယ်ဗျာစကောင်စီကဘယ်နေ့မိုးကုတ်ကိုဝင်လာမယ်လို့ကြားထားတယ်ကျွန်တော်အခုဆောင်းသားရတော့တိကျတော့ပေါ့နော် တော့ဆို28ကနေစပြီးတော့တရက်နေအတွင်းပေါ့နော်အဲ့လိုဖြစ်နိုင်ရရှိရတို့တော့သုံးသက်တယ်တော့ပြောကြတယ်ပေါ့ဗျာကျွန်တော်ကိုယ်တိုင်ကတော့မေ့ကြည့်ရပေါ့နော်ကိုယ်ကိုယ်သိရမှာမဟုတ်ပေါ့မျိုးထဲမှာတော့ခဏတို့ပေါ့ဗျာရှောင်းတဲ့သူရှိတယ်နံပါတ်1ပေါ့နော်မရှောင်းဘဲနဲ့ဒီမှာပဲဟိုမရှောင်းနဲ့ဆိုတာဗျာမပြည့်လို့မရှောင်းတာရှိတယ်ပြည့်လည်းသားနဲ့မရှောင်းတာလည်းရှိတယ်နော်ဒါဒီမျိုးကိုချစ်လို့နေတဲ့သူတွေရှိပါတယ်ဗျာအမိသားစုတွေတော်တော်များများတော့ရှောင်းသွားကြပြီဗျာကျွန်တော်ကြောက်ထဲပဲရှိရလို့ပြောလို့ ။ဘူပဲဒီမှာအိမ်ဆောင်လို့ခြံခဲ့တာ။အိမ်ဆောင်ခြံခဲ့တာဗျာ။လောလောနေတော့အခုကျွန်တော်တော့မှဒီကနေမောမိတ်ဘက်ကိုတက်ဆောင်လို့ညီဘုရားတက်ချီခဲ့။ဟွန်းတက်ချီခဲ့။ဒီကအတန်နေရောဗာကြရလေ။ဒီကအတန်နေရတော့ကြီးတဲ့တိုင်းနဲ့သူဟိုဟိုတိုက်ဝဲဖြစ်မယ်ဆိုတော့ကြီးရမှာကျွန်တော်လူကြီးတွေကဆိုးရင်နေတာလေ။ ိုကလည်းတွားတယ်လို့တွားနေကြောက်လူဝင်မတွားနိုင်တော့နည်းနည်းနီးနီးတော့တွားနေတယ်အဲ့လိုစကောင်းစီပြန်လာမယ်ဆိုတဲ့အပေါ်ဘယ်လိုမြင်လဲဆိုရင်တော့ဗောကျွန်တော်အဲ့ဒီကောက်ကွင်းကိုရောက်တယ်ဗောနော်ဘုကိုရှိပိုင်းရပြောလဲများတယ်ပြီးအဲ့မှာတောင်းတန်းကြောက်တယ်ခတ်တယ်ဗောနော်ဘယ်လိုများထွက်တယ်ဆိုရင်ဖော်မရှင်ရရပါအဲ့တော့တတ်ကြည့်ပြတယ်ဗောနော် အားလုံးစိတ်ဝင်စားနေတယ်။ခေါက်ကွေးခေါက်ကွေးရဲ့ကြောက်ကူးရဲ့ဟုတ်ဟုတ်ကဲ့။ဒီကျွန်တော်အဲ့လိုရောက်နေတာအဲ့မှာဘယ်လိုမျိုးဖြစ်နေလဲတော့ချက်ကြည့်ပြီ။တက်ကဘေးပြီးတော့လူတို့ဘေးလုလိုက်တယ်လို့ပြောတာ။ဆိုတော့အဲ့မှာရှင်မြလာပြီးတော့အဲ့တောက်တွေကိုတောက်ပြီ။ အခုစည်ရည်တရင်နေကြတော့ဘယ်လိုလဲလောက်ကန်ရတာအဲတရက်နေပဲလို့တော့ဆိုအကြမ်းမကနေလဲရှိပြန်မှာတင်းတော့မတော့တော့ဘူးတကယ်လည်းမကြံတော့ပါဘူးပြောတဲ့မစားလိုက်ရညာတို့စားကုန်ပြန်နေတဲ့ပေါ်လေတော့ပြန်ပါမှမရှိလိုက်သူတို့ဝယ်လောက်ခွင့်တော့ဘာလို့ပြောမလဲပြီးတာတော့ပြီးတယ်အင်းအရင်ကလည်းသူတို့ပြီးတယ် ပတ်စံနဲ့ပြီးမလဲပတ်စံနဲ့ပဲပြီးဆက်ပြီးရတယ်ဘုလိုဆိုဘုလိုတော့ပြက်တယ်တလားဘလောက်သူပြီးပြီးရောပါလားအကြည့်ချင်းပါနာတင်ရင်းဖောင်းရင်ကုန်ကြစီဘယ်လောက်ရှိလဲ80ရှိစင်100 100လောက်တရားအောက်ဖြစ်လို့ဒီချင်းနေနဲ့ဆိုဒီဘောညင်းခင်ဗျာအဲ့ဒီကောင်းမှုလားအဲ့ဒီနေရာကျိုးရှိတယ် mà cháu đủ đập lao lao chả biết rồi cho nó là cho nó bảo mà chả đi cho nó đi cho nó lý là ngay giờ là về gì đó là đi ăn ăn là mày chín đi luôn phải nói xíu về cái này cái gì đó ba tay làm lao này ba tay hôi này phải nói ấy xíu này à ba giờ cô bị thiệt à ba giờ cái nào cô bị thiệt đi rồi à ဒါကလေးတွေတော့မသုံးသေးသေးရတယ်ပြောနေတာပေါ့အလိုလားဟုတ်တယ်ဟုတ်တယ်ကောင်းကွင်းနဲ့ပတ်သက်ပြီးတော့သင်္သာမင်သာရှိတဲ့အချက်တွေတော့အဲဒီကောင်းကွင်းကိုဘာလို့မှမတွေ့ခဲ့ရအောင်အာရခင်စင်းစင်းရှိတာမျိုးလို့ပြောလို့ကောင်းကွင်းကောင်းကွင်းနဲ့ပတ်သက်တဲ့ဟာတွေအမှတော့ကိုမြင်ရတဲ့ချင်းကအာမိသားဖို့မိသားအတွက်ဖြစ်သွားတယ်။ဒါဆိုဘယ်လောက်တန်ကြီးလောက်ရှိတယ် ဒါ20မေးပြီးပြီး30ဆိုရအောင်မတဲ့ဒီ20တော့ဘာကြီးဘောကြလာလို့လဲအယောင်းဝယ်တယ်ပါတယ်အရင်ပါတယ်ကျွန်တော်တဏှီဒီတက်ဒီပေါ့နော်တက်ဒီနဲ့မရှိနေတဲ့အကုန်လေးကပြောပြပါရုံတော့စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကြားရတယ်ဒီသဘောတူညီချက်တွေကဘယ်လိုမှန်းတော့မသိပေမဲ့အဲသူတို့တက်ဒီစုပ်ပြီးရမယ်ဆိုတဲ့အချင်းမျိုး ကြောင်ကြားလာတယ်လို့ပြောကြတယ်။ညတော့သူတို့အိမ်ဘိုးကောက်ကနေပြောလက်ရှိတာဝန်ထမ်းနေရတယ်နေပြောအော်တက်ဆုပ်ပေးရမယ်ပေါ့။သူတို့ကအိမ်ဘိုးကောက်ကိုဒီ2010ဒီဒီ10နှစ်ခွန်နဲ့သူဘိုးမျိုးတိတ်တိုက်ပွဲလုပ်ခဲ့တာပေါ့။လုပ်ခဲ့တော့အော်တက်ဦးမှာပါတဲ့တက်တယ်လို့ပြောလို့ရမှာ။သူတို့ရဲဘော်တွေအထူးအကများကြီးနဲ့ဒီဘိုးကောက်ကိုတိုက်ထားရတဲ့အကြောင်းလေးစီစီလုံးလုံးရှိကြတယ်ပေါ့။အဲ့ဒီ information တွေကသူတို့အခုလိုမျိုးခြေနေမှာ တော်စိတ်ကောင်းဖြစ်နေကြပါတယ်။ဆက်ဆောင်ခိုင်းတဲ့အချိန်မှလည်းအဲပြည်သူတွေကလိုင်းနာဖို့ပေါ့ဗျာ။အဲ့ဒီကိစ္စလေးတွေတို့လုပ်နေတယ်လို့သိရတယ်။အဲမဟုတ်ဘူး။ဘယ်အချိန်တော့ပြန်ကြမယ်ဆိုတော့မသိပါနဲ့တို့မဟုတ်ဘူးအတွက်အဲပြင်ဆင်နေရတယ်လုပ်နေရတယ်ရှိနေတော့ကြာအဲ့ မိုးကုတ်ကိုဒီတော်လိုင်းရေးတက်တွေတင်ပြီးတဲ့အချိန်ကနေစပြီးတော့ဒီကနေ့အထိမိုးကုတ်မိုးကုတ်မှာအာနေရထိုင်ရတဲ့အချိန်ကဘယ်လိုရှိခဲ့လဲ။အော်ဟိုရေပြောင်းပြောင်းဆိုတာဆက်ပြီးပါလေဗျ။ဆက်ပြီးတယ်။အာဝန်ရဲပထမတော့ဝန်တာရတယ်ဗျ။အခုကိုကုလူတွေရောက်လာတာဟုတ်။ဒါလာတော့ဝန်တာရတယ်ပြီးရင်ဆက်လက်ပြေးပါလေဗျ။အာခက်ခဲဆိုတာရှိတာပေါ့ဗျာ။ရှိပေမဲ့လည်းအားလေးကလည်းဟိုကျွန်တော်ဆန်တော့မပြောပတ်တော့ဘူးတကယ်။စာခတိရှိတော့ကတော့လွတ်လပ်တော့လည်းလွတ်လပ်ပါလေဗျ။ ဒါပေမဲ့ကျွန်တော်လည်းထိချုပ်လို့ရတယ်အများကြီးရှိပါတယ်။ဒါပေမဲ့စီကံပိုင်းဘယ်လိုလဲလဲဘယ်လိုပြောရမလဲသူနေတဲ့ကိုရိဘက်တယ်ဗျာ။ဟိုစစ်ဆေးတာအစဗျာ။သူတို့ဘောင်ဝင်နေဆိုရင်ကျွန်တော်ပတ်စပေးလိုက်တာလည်းရှိတယ်။အဲ့လိုသုံးလို့ရတယ်နော်။အာအဲ့လိုမျိုးလည်းရှိတယ်။အာဒီဖက်နောက်ပိုင်းရောလည်းထဲသွားမယ်ဆိုတော့ပြည်ပြည်ပိုင်းနဲ့တော့ကျွန်တော်တက်တနာရှိရလည်းမရှိဘူး။ဟိုနောက်ဆက်ခက်ခဲဖြစ်တာလည်းကျွန်တော်မရှိခဲ့ဘူး။ကျွန်တော်အတွေ့အကြုံပါခင်ဗျာ။အဲတခါလေးတော့အုတ်ချိပိုင်းတောင်းဝင်ထားတယ်ဆန္ဒပြလို့တရားနေပြီးပိုင်းနေတော့လည်းရှိတယ်ပေါ့နော်။ ရှိရဆိုတဲ့ခါမှာဘလို့ပဲစတာလေးနော်ဟုတ်လားဘလို့ပေါ့နော်တကယ်လေးတော့ရှိရပေါ့ဒါလည်းကျွန်တော်ထင်တော့မပြောပါတော့ပါဘူးဗျာတကယ်လို့စစ်ဖြစ်လာပြီဆိုလို့ရှိရင်ရောဘလို့ဘလို့မျိုးချိန်နေမျိုးနဲ့ရင်ဆိုင်မျိုးလို့တွေးရလဲဟုတ်ကျွန်တော်ကတော့အစိုးဆုံးဖြစ်လို့တက်တာဗျာကျွန်တော်တွေးမိပါတယ်ပေါ့နော်ဒီမှာနေခဲ့တာကသေဖို့လားလို့တောင်းပေးမိတယ်ဗျာဒါပေမဲ့တည်သွားလဲကျွန်တော်တော့ထင်မှတ်တယ်အဲ့ဒါတော့ဖဲမှာဒီလိုလေးဖြစ်တယ်ဗျာအဲနော်အဲ့လိုလေးရှိတယ်နောက်တစ်ခါဒုတိယချက်ကတော့ရေးကြည့်တဲ့လူတွေသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီလိုလေးကိုတန်းနေတော့ကျွန်တော်တန်းနေကိုရှင်လို့ဗျာ ဒါမှမကိုကြီးနေနဲ့ဘိုးကကပြည်သူတွေမဟုတ်ဘဲနဲ့မြန်မာပြည်တုံးမှာရှိနေတဲ့ပြည်သူတွေရောဘာပြောချင်လဲအာအားလုံးကျွန်တော်အားလုံးမှလည်းပဲဗျာငင်းငန်းစီချင်းဗျာနော်အောင်မြင်ဖြစ်စေချင်မီကိုစစ်မှလည်းခဏပြောလို့ဗောနော်အဲဆွေးတခုရောက်စီချင်းဗျာနားလည်းတော့ပြောပြရအောင်လို့တို့တို့စလုံးလုံးတွေတော့မတုံးတက်လို့ဗျာအဲ့တော့အောင်လည်းအောင်စီချင်းဗျာဒါဘုမလေးပဲ thank you